ဆုံးဖြတ်တဲ့စဉ်နှုတ်ပညာလမ်းကြောင်းမှာပါဝင်ခဲ့တဲ့ဇက်ကားနဲ့အတူတူဆောင်ခဲ့သူများအားလုံးပဲမင်္ဂလာပါ MSL Dots New Channel ကနေကြိုဆိုပါရစေ။ဆုံးဖြတ်တဲ့စဉ်နှုတ်ပညာလောကထဲမှာပါဝင်တူဆောင်ခဲ့တဲ့ဇက်ကားနဲ့အတူပါဝင်တူဆောင်သူများကြောင်းကိုတင်ဆက်ပေးပါမယ်။မိုးညအိမ်မဲမျိုးနဲ့ထောင်ကိုအတူတူဆောင်သူတွေနေတိုးတင်စာဝင်ကျော်မိုးရီကိုနဲ့အတူပါဝင်တူဆောင်ခဲ့ပါရစေ။အထူးကျန်ဆုံးစုဆွပြည့်တဲ့စဉ်အိဇက်ကောင်နဲ့2009အကယ်ဒမီစုပေးပွဲမှာအကောင်းဆုံးမြို့သမီးဇက်ပေါ်စုရွှေစင်ရောက်တူရရှိခဲ့တယ်။ ခေါင်းထီးကလေးမလုံးတလုံး2019အတူတရုတ်ဆောင်သူတွေအေးမြတ်သူမေမွန်ကိုနန်းနဲ့အတူပါဝင်တရုတ်ဆောင်ခဲ့ပါတယ်။ဇလန်ချင်းတငယ်ချင်းပေါ်တန်ရောစင်နဲ့ယူသားမှုကိုအခြေခံတဲ့စကားဖြစ်ပြီးဆိုဗစ်သင်္ကအမောအမီယာစရုပ်ကိုပိုင်နိုင်စွာတရုတ်ဆောင်ခဲ့တယ်။ဤဇကားနဲ့2019အကယ်ဒမီဆိုတဲ့ပရိသတ်တွေမျှော်လင့်ခဲ့ကြောင်းသိရတယ်။ဇနီးကျော်မြကွန်ရဲ့2018အတူတရုတ်ဆောင်သူတွေခင်သင်းညနေရှိတွင်မေဘရနီတော်နဲ့အတူပါဝင်တရုတ်ဆောင်ခဲ့ပါတယ်။ ထူးခြားချက်ဆိုပြတဲ့စဉ်ပထမအောင်ဆုံးရုပ်သံဇလန်တွေဖြစ်ပြီးစက်ကွင်းတစ်ခုလည်းမြန်မာဝစ်ဆောင်ပြား60ကျော်ဝစ်ဆောင်ခဲ့ရတယ်။ဒီဇိုင်နာမင်းမြတ်ဝါစုကအစုံစီစဉ်ပေးခဲ့ပါတယ်။ဇက်အိအိမ်တော်ရှင်မျိုးသမီးလေးဦးရဲ့ဘဝပြဿနာတွေကို Facebook page admin ဖြစ်ဖြစ်ရှင်းပေးနေဇလန်ဖြစ်ပါတယ်။ကောင်းကင်ရရာဇဝင်နဲ့အိမ်မက်ဝတ်တန်သူတယောက်ဆောင်သူတွေဟိဝဲရနဲ့တူပေါင်းတယောက်ဆောင်ခဲ့မချက်အိဇက်ကနက2013ခုနှစ်မှာရိုက်ကူးခဲ့ပြီးဆိုပြတဲ့စဉ်ကအမှုပညာလှူရှာမှုနဲ့တူចောင်းစာကိုပါတပြိုင်နဲ့ညှိနှိုင်းလုပ်ကိုင်ခဲ့ပါတယ်။ တေစီရီချစ်သူရဲမဲ2012ပထမအဆုံးတေစီရီဒုတိယတေစီရီသချင်းတွေကိုစုဆောင်းနေစဉ်အဆင်ဖြစ်ပြီးတော့ဆိုပြင်းတန်နဲ့လိုက်ဖက်မဲ့သချင်းတွေကိုရှာဖွေနေကြောင်းဖော်ပြခဲ့ပါတယ်။ဆိုပြင်းသည်အနုပညာခီးချင်းပညာရေး2013ခုနှစ်မှာတက္ကသိုလ်ဝင်နဲ့အောင်မြင်ခဲ့ပြီးအနုပညာနဲ့ပညာရေးကိုဟန်ချက်ညီစွာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။မိသားစုနောက်ကဆိုပြင်းသည်ညီမဆိုမြတ်သူဆိုင်ညီမဖြစ်ပြီးတော့အသက်73နှစ်ကလေးကအနုပညာလောကထဲကိုဝင်ရောက်ခဲ့တယ်။ဆယ်စုံပညာအဆိုတရုတ်ဆောင်ကီးဘုတ်တိကျခြင်းတို့မှကျွမ်းကျင်သူဖြစ်တဲ့ ဤဖော်ပြချက်ကဆိုပြစ်သည်ရင်ထင်ရှားတဲ့လက်ရာတွေကိုအဓိကထားဖော်ပြခြင်းသာဖြစ်ပါတယ်။အဆိုတော်တရုတ်ဆောင်ဆိုပြစ်သည်ရဲ့တချင်းနေနဲ့အမှုပညာလှူရှားမှုကြောင့်ရရှိနိုင်တဲ့ရှားဖွေတွေ့ရှိချက်တွေရောက်သူမရဲ့ဂီတဆိုင်ရာချလက်တွေကိုအတည်ပြုနိုင်သူတွေကိုအဓိကထားဖော်ပြပါတယ်။အမှုပညာရှင်ပါရမီဆွမ်းဆိုပြစ်သည်ကတရုတ်ဆောင်ခြင်းနဲ့အဆိုတော်ဖြင့်နှစ်နှစ်ပဲလုံးမှာထင်ရှားတဲ့အမှုပညာရှင်ဖြစ်ခဲ့တယ်။တရုတ်ဆောင်မှုရွှေမင်းသမီးဇက်ကမှာခေါင်းဆောင်မင်းသမီးဖြစ်ပါဝင်ခဲ့ပြီးအကောင်းဆုံးအကယ်ဒမီဆုရရှိထားသူဖြစ်တယ်။ မစောတော်ဂီရကဏ္ဍမှာလည်းအမြင့်မှုများစွာရရှိပြီးလူကြိုက်များတဲ့ခြင်းတွေကိုပေါ်ပြတင်ဆက်လျက်ရှိတယ်။အထည်ပြုထားတဲ့ခြင်းတွေရှာဖွေတွေ့ရှိချက်တွေမှာရှုံကြည်ရမိထီလာမျိုးရှိစိတ်နှမ်းတော်ဒူစီအောင်ပေါ်တော်မှာဤတခြင်းကိုတည်ဆို့ဖျော်ဖြေခဲ့ပါတယ်။နုမကွန်ရတရားမှုရှင်မင်းသမီးဆက်ကားမှဇဝင်ကန်တွေကိုပြည်သက်တွေကတစ်တော်မှာဟာသမြောက်ပြန်လည်တင်ဆက်ကြဆိုပြတဲ့စဉ်ကိုယ်တိုင်သဘောကျမှတ်ချက်ပေးခဲ့ပါတယ်။မိသားစုနဲ့အမှုပညာမျိုးဆက်ဆိုပြတဲ့စဉ်အမှုပညာမိသားစုကဆင်းသက်လာသူဖြစ်ပြီး အမတွေဖြစ်တဲ့စုမြတ်သူစာစုမြတ်နန္ဒာစန်နီမြင့်လင်တို့ကလည်းမြမနုပညာလောကရဲ့ထိတ်တန့်ပုံကိုယ်တွေဖြစ်ကြတယ်။မိသားစုမှာငယ်ဆုံးဖြစ်တဲ့ဖြင့်ညီမတွေအပိမှုကိုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။လက်ရှိနုပညာလှုပ်ရှားမှုလက်ရှိမှာရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကိုယုံတင်ပြသလျက်ရှိပြီးဇာတ်ကားပါတဲ့ချင်းနေနဲ့ဇဝင်ကနေလည်းပြည့်တက်ကြိုက်ဖြစ်နေစေဖြစ်ပါတယ်။အဆုံးထိရွှေရှင်နားဆင်ပြပြည့်တက်အောင်ကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။